အသက်ကငငယ်တုံးမှာငငယ်တုံးမှာပဲကွဲတာနောက်ပိုင်းမကွဲတော့ပါဘူးကွဲရပါတော့ကြာကြာပြီအတမတက်နေပြီနောက်ကွဲကွဲဟမ်နောက်ကွဲ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 ဥတာပေါ့အရန်ဂျင်းထဲမှာအရန်ကိုဟိုဟာတွားမယ်ဆိုရင်ဒီအချက်ကိုအရန်ကြွေခဲ့ဘူးတာနှစ်ယောက်သုံးယောက်တော့ရှိတယ်နှစ်ယောက်သုံးယောက်ရှိရဲ့ဆိုတော့ ကောင်းကနီးလိုက်ပြန်ပြီးတော့အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက်အနာမကျက်သေးတဲ့အချိန်အနာပြန်ဖြစ်လိုက်နောက်ဆုံးအသားကိုနင်းနေတော့နီကလက်လုတ်လိုက်တာပေါ့ကောင်းမင်းကြီးကအဲ့လိုဖြစ်သွားတာမဟုတ်ပါဘူးအကြောင်းမျိုးမျိုးကြောင့်ပါပဲဘယ်လိုရည်ရှိလို့စိတ်ကဝေးဝါးလဲဘယ်လိုနေလို့ဝေးဝါးလဲတော့ဘယ်လိုမျိုးဖြစ်လို့အကြောင်းတရားတွေမတိုက်ဆိုင်လို့ပေါ့အကြောင်းတရားတွေစုံခွင့်မရတဲ့အခါလူတွေကဝေးကြရတယ်နောက်ဆုံးရှင်ခွင့်မခွင့်ရင်လည်းတေခွင့်ခွင့်ကြ အဲအခုချိန်ကြီးတော့ရှားတော့ပါပဲရှားပွေတာမှာ2မျိုးရှိတယ်စောင်းနေရင်လည်းရှားတာ2မျိုးလိုက်ပြီးတော့ရှားနေတာ2မျိုးအကိုကစောင်းနေနေရှားနေတယ်လိုက်တော့လိုက်တော့တယောက်ပြီးတော့ဘာဝပြူတာတို့ခေါ်ပေါ့ ပြင်ပန်းကြီးလိုက်တာနဲ့ကိုသူကဟိုရဟန်းဝတ်ယုံနဲ့ချက်တည်ရှိတာကိုဆိုတော့ဟိုအတွင်းထဲမှာသူ့ရဲ့စိတ်ကိုသူဒီအဲအဲ၅ရက်ပဲနေနေ၃ရက်ပဲနေနေအဲ့နေတဲ့ကာလတောက်ချောက်မှာတကယ်ကြည်ကြံသွားမယ်ဆိုရင်တော့ကုသိုလ်ရတာပေါ့ဟိုပြောမယ်ဆိုရင်တော့ပုံမှန်ဝတ်နေကြမဟုတ်ပဲနဲ့အဲဒီနေ့ထူးကြသွားမှာပေါ့ကျွန်တော်တန်းတန်းပေါ့နေတာဘာလို့ဒီကြကြဝတ်စီနေလဲ ဟာပြီးဝဲလေကောင်းတယ်ပဲကိုတော်မမဝတ်နိုင်သေးလို့လေကိုတော်မတကယ်တကယ်တမ်းပြောရရင်ပြီးဝတ်ချင်တယ်ဒါပေမဲ့ဝတ်ချင်တဲ့ပါရမီအထုံကဝတ်နိုင်တဲ့ပါရမီအထုံကမပါသေးတော့အဲမဝတ်ဖြစ်သေးဘူးလေပြီးခဲ့တဲ့နှစ်ကဝတ်သေးတယ်အဲ့ဟုတ်တယ်2024ပေါ့2024ဟိုငါးလပိုင်းတည့်ရနေ့ကိုယ့်ရဲ့မွေးနေ့မှာတလဝတ်လိုက်တာ မလူတွေကကိုလူတွေကိုပဲဝတ်စေချင်တာကိုတွေကမဝတ်နိုင်ဘူးလေဆိုတော့အဲ့လိုပေါ့ဟိုဝတ်စေချင်တယ်ဆိုတော့ကဝတ်နိုင်တဲ့ဝတ်တဲ့လူကိုသာတို့ခေါ်ပေးကြတယ်ပြီးရင်ဝတ်နိုင်တဲ့ပုံကိုယ်တွေကိုအဲအားကြတယ်ပေါ့အခုလို့ဆိုရင်အခုဆိုရင်အရင်တော့ဆိုရင်အရန်ဟိုချမ်းသာတဲ့လူတွေအရန်အောင်မြင်တဲ့လူတွေအရန်ကြော်ကြတဲ့လူတွေအရန်အရန်ကိုဟိုဟိုက်ကလပ်ကိုရောက်တဲ့လူတွေကို အားကြတယ်ပေါ့ အဲနောက်ပိုင်းမှာဖြစ်လာတယ်ဆိုတော့နောက်ပိုင်းဒီဒီကိလေသာကြီးကိုဟိုကိလေသာကြီးမှာမပျော်မွေ့ပဲနဲ့ကိလေသာကြီးကိုဒါဒါဟိုဘယ်လိုပြောရမလဲအတန်တရာရှိတယ်ဒါမုန်းစရာကောင်းတဲ့ဟာဒါပြစ်ပယ်စရာကောင်းတဲ့ဟာလို့မြင်ပြီးတော့တကယ်ဝတ်နေတဲ့ရဟန်းတော်တွေတကယ်ဝတ်နေတဲ့တာမဏေတော်တွေအဲတကယ်ကိုကျင့်ကြံနေတဲ့အဲဒီဟိုဆရာတော်ကြီးတွေသူကြည့်ပြီးတော့အရင်အားကြလာတယ်နောက်ပိုင်းပေါ့ ကြားပေမဲ့ကိုကအားကြုံပဲရှိသေးတယ်ဒါပေမဲ့ကိုကိုတိုင်မလုံနိုင်သေးဘူးပေါ့ပြောလုံနိုင်အောင်လဲပါရမီတော့နည်းနည်းတော့ဖြည့်ယူရတာအဲအပြည့်ပြည့်တော့ပါရမီဖြည့်ယူနေပါတယ် စတိုက်ပါဘော့တာနဲ့ဂျင်းဝန်တာနဲ့မတူဘူးအဲဂျင်းဝန်လိုက်ရင်လူကစိတ်တမျိုးဖြစ်သွားတယ်ပစိုးဝဲလိုက်ရင်တမျိုးဖြစ်သွားတယ်အဲအဲ့လိုမျိုးဟိုဘောင်းဝီဒိုလေးဝဲလိုက်ရင်ဘောင်းဝီဒိုလေးတမျိုးဖြစ်သွားတယ်ဆိုတော့သင်ခန်းယူလေးစိတ်ကတမျိုးဖြစ်သွားတယ်ပြောင်းသွားတယ်ပေါ့ဒါကတော့အဲဝတ်တဲ့ပုံကိုယ်တိုင်းခံစားမှုတဲ့လူတိုင်းသိတာပေါ့နော်အဲ့လိုပဲဆိုတော့အဲ့ဒီအခြေအနေတော့ Rocky Agent ကလည်းရှိတယ်အာအေဂျင်တာပေါ့ဆိုပါစို့တိမ်ဝင်နေဆိုရင်တို့ဗုဒ္ဓဘာသာအယူဆရတိမ်ဝင်ကြတယ်တိမ်ဝင်ပြီးတော့ စာထွက်တဲ့အချိန်မှာသူကအခုတော့ဘာမှမရှိသေးဘူးအခုတော့ဘာမှမရှိသေးတဲ့အတွက်အဲအဲ့အချိန်မှာအဲ့အဲ့ကြောင့်ဟိုဒီလူတဲ့ပုံပုံတွေကတိမ်ထွက်တဲ့ဟိုစောင့်ပြီးတော့လူကြတယ်ဆိုတာအဲ့ယဟန်ထွက်တဲ့အချိန်မှာအဲ့စပြီးတော့ဝက်ပြီးတော့တင်ကနေထွက်တဲ့အချိန်မှာအရန်သူစင်လဲပြီးတော့အရန်ဟိုသူ့ရဲ့စိတ်ထဲမှာဒီဖြစ်ယဟန်ဝဲရတဲ့ဟာကိုပီတိဖြစ်နေတဲ့စိတ်ဆိုတော့အဲ့ဒီကုသိုလ်စိတ်ကိုသာဓုဖို့အရန်ကောင်းတာ အသက်ကငငယ်တုံးမှာငငယ်တုံးမှာပဲကွဲတာနောက်ဘက်မကွဲတော့ဘူးကွဲရတော့ကြာကြာပြီအသမာတက်နေပြီနောက်ဘက်ကွဲရဟမ်နောက်ဘက်ကွဲခဲ့ဦးတာပေါ့အရန်ဂျင်းထဲမှာအရန်ကိုဟိုဟာတွားမယ်ဆိုရင်ဒီအချက်ကိုအရန်ကြွေခဲ့ဦးတာနှစ်ယောက်သုံးလောက်တော့ရှိပြီနှစ်ယောက်သုံးလောက်ရှိရဲ့ဆိုတော့ ကောင်းကနီးလိုက်ပြန်ပြီးတော့အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက်အနာမကျက်သေးတဲ့အချိန်ကအနာပြန်ဖြစ်လိုက်နောက်ဆုံးအသားကိုနည်းနည်းတော့နစ်ကလက်လုတ်လိုက်တာပေါ့ကောင်းကနီးတွေကအဲ့လိုဖြစ်သွားတာမဟုတ်ပါဘူးအကြောင်းမျိုးမျိုးကြောင့်ပါပဲဘယ်လိုရည်ရည်ရှိလို့စိတ်တွေကဝေးဝါးတယ်ဘယ်လိုလဲဝေးဝါးတယ်ဘယ်လိုမျိုးဖြစ်လို့အကြောင်းတရားတွေမတိုက်ဆိုင်လို့ပေါ့အကြောင်းတရားတွေစုံခွင့်မရတဲ့အခါလူတွေကဝေးကြရတယ်နောက်ဆုံး ရှင်ခွဲမခွဲရင်လည်းတေခွဲခွဲကြဒါလည်းအကြောင်းရင်းကဒီကိုမျိုးကျော်နေဆိုရင်လည်းကိုယ့်ရဲ့ဘဝမှာ ပထမဆုံးဒီနွေနီခွေပေါ့နော်ဒါဒီပြောမယ်ဆိုရင်လက်ခံမလားခွေပေါ့ပထမဆုံးစတည်ရဲ့ high bed ဘန်ကအကိုဖြစ်တယ်ညီကိုလိုပဲညီမလေးမိုင်လေးဆိုရင်လည်းညီမလေးလိုပဲဆိုတော့ဦးမျိုးကလည်းကိုယ့်ရဲ့ညီကိုနေတဲ့ပုံစံတွေဆိုတော့အခုတော့လာရောက်ပြီးတော့ဂါရဝပြုတယ်တာဓုခေါ်ပြတယ်ပေါ့အဲအများကြီးနေအများကြီးလဲဝတ်နိုင်ပါစေလို့ ဆူတောင်းပေးပဲဆူတောင်းပေးပါအဲအခုချိန်ဒီတော့ရှားတုံးပါပဲရှားခွေတာမှာ2မျိုးရှိတယ်စောင့်နေရင်လည်းရှားတာ2မျိုးလိုက်ပြီးတော့ရှားနေတာ2မျိုးအကူကစောင့်နေနေရှားနေတယ်လိုက်တော့ဒီအကူကဒီလာလပိုင်းတည်းနေ့မှာအမေတချင်းလေးတပုတ်ထွက်ဖို့လှုပ်ထားတာရှိတယ်ဒါမဲ့ဒါမဲ့အဲ့ဒါကအခုအရန်ရက်ကရန်ကတ်နေတော့မလုပ်ဖြစ်တော့ဘူးအဲလှုပ်ထားပြီးသားရှိတယ်ရိုက်ကူးရေးပေါ့နော်မလုပ်ရသေးဘူးဆိုတော့ ့အဲ6လပိုင်း9လပိုင်းလောက်ကိုထွက်မယ်အမေရှင်လေးတပုတ်သူများတွေကိုပဲကိုကရေးပေးနေကြဆိုတော့ကိုကိုတိုင်းအမေရှင်မဆိုးဘူးသေးဘူးဆိုတော့အမေကိုပုံပြည့်ရနေလို့ဆိုမှာပေါ့နော်အားလေးတပုတ်ရှိပါတယ်လို့အားလေးထွက်လာရင်အားပေးကြပါ